အင်းစိန်ထောင်အကြောင်းရေးသားထားတဲ့အိမ်မြောင်လောင်အိမ်စာအုပ်မိတ်ဆက်ပွဲကို အခုလ19ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်။နေရီကပေးပို့ထားတာပါခင်ဗျာ။ဒီကနောက်ခံဟာနိုင်ငံရေးအစိုးရတွေကိုဒီကထားပြီးရောက်ပါတယ်။ Canadian စာရေးဆရာမ Karen Connelly ရဲ့ The Lizard Kiss ကိုဆရာချင်းမင်းလူကဘာသာပြန်ထားတာဖြစ်ပြီးရန်ကုန်မြို့ Pensoresing Gallery မှာအခုလ19ရက်နေ့နေ့လယ်2နာရီကကျင်းပခဲ့တာပါ။ ဒီဘွဲမှာကတိနာနိုင်ငံတာမတ်လည်းတရားအမှတ်တရစကားပြောခဲ့ပြီးမွေးစာရေးသူကရင်ကော်နလီကိုတိုင်လည်းတက်ရောက်ခဲ့ပါတယ်။ကြအပြင်နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ AR သတင်းဌာနကအေဂျီတာဦးကျော်စွာမိုးနဲ့တင်ငဲကျုံမြွနဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးနေဖုံးလက်တို့ကစာအုပ်ထဲကစာပိုက်တချို့ကိုဖတ်ပြခဲ့တာပါ။ဒါလေးတစ်ပိုက်ပြန်လိုက်ဖတ်ကြပါဦး။ဒီကူတော့ဘာမှဘလို့မှကာမဖြစ်မှာမဟုတ်ပါဘူး။ဖတ်ကြရင်တော့လည်းနည်းနည်းကြည့်တော့လည်းပါတယ်။ပြန်ပါ ကိုဟာချွန်ရင်ကျက်မဲ့ပေါ်ပြအမျိုးသားတခုဆိုတာကိုယ်နဲ့ပကံများအားလုံးနဲ့ကျွမ်းတော်မန္တလေးတိုင်းနောက်ဆုံးစာသားကိုစီရင်ဒေတာပြောင်းလိုက်တယ်သူ့မိဘစောင်းမားကိုပတ်မယ်ဆိုတာဒေတာလည်းပြောချက်ပဲစောင်းမားလေးတစ်ပုဒ်ကဖြတ်ပိုင်းရပါခင်းစီကမှလိုက်ပါအဲ့ဒီနောက်မှာတော့ပြည်သက်တွေရဲ့မိကုန်းတွေကိုစာရေးသူကပြန်ပြီးဖြည့်ပေးခဲ့ပါတယ် So I, you just know some things as a, as a writer, right? You have certain images of things.

နိုင်ငံရေးကျင်းသားဟောင်းကြီးဖြစ်ပါတယ်။အဲ့ဒီမှာလဲသူတိဖို့စကားပြောဖို့ကြုံရတာလေအကုန်လုံးကလည်းနိုင်ငံရေးကျင်းသားဟောင်းကြီးဖြစ်တဲ့အမျိုးသားတွေပဲအများစုဖြစ်ပါတယ်။အတော့မလို့ဟာလာမြန်မာနိုင်ငံချင်းထောင်ချောင်းရေးမယ်ဆိုတဲ့အခါမှာလဲသူအမျိုးသမီးအချင်းချင်းကြောင်းကိုရေးဖို့လို့ဆက်ဖဲခဲ့ပါတယ်။သူအနေနဲ့တွေ့ကြုံပြီးတော့နေခွင့်ရတဲ့အမျိုးသားတွေအကုန်လုံးကဒီတစ်ဆင့်ပဲဒီစာအုပ်ကိုရေးဖို့ဆုံးဖြတ်ရတယ်ဖြစ်တဲ့ကြောင့်လို့အမျိုးသားအကြောင်းကို ေးပါတယ်ဒီအိမ်မြောင်လိုင်းဆောင်ဟာမွေးစာရေးသူမြမပြည်မှာဂျုံခဲ့ရတဲ့ဇက်လန်းတွေနဲ့အစ်စိန်ချောက်ကိုအခြေခံရေးချတာဖြစ်ပြီးဒီဆောင်အကြောင်းစာရေးသူကာရင်ကော်နလီဟာမြမပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်မွေးစာဖြစ်တဲ့ Delisaki Song ဟာလည်းမြန်မာပြည်မှာနှစ်အနေငယ်ပြည်ပင်ခံခဲ့ရပါသေးတယ်ကျမနေရီပါရှင်